မင်္ဂလာပါရှင်။ဧပြီလ16ရက်ဗုဒ္ဓဟူးနေ့ရရန်ကုန်ထွေသတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရှေးဟောင်းတမိုင်းဝင်းစုတောင်းပြည့်ထန်းချင်းစီတီတော်ထီတော်တင်မင်္ဂလာအခမ်းအနားကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတန်လင်ခရိုင်သုံးခွာမြို့နယ်ဖယားကြီးဆံပြကျေးရွာတွင်ရှေးဟောင်းတမိုင်းဝင်းအထိတ်ထန်အောင်စုတောင်းပြည့်ထန်းချင်းစီတီတော်ရွှေထီတော်ငှက်မြနာတော်စိန်ဖူးတော်အထွတ်တင်မင်္ဂလာအခမ်းအနားကိုဧပြီ16ရက်နေ့နေ့ရှင်နိုင်ကကျင်းပကြောင်းသိရပါတယ်။ အခမ်းအနားတွင်နိုင်ငံတော်ပြည်ရထိသာသနာတက္ကသိုလ်ရန်ကုန်ပေါမခချုပ်ဒေါက်တာဘတ်တနာကုမာရာအဘိဓဇမဟာရထာဂုရုထံမှရှစ်ပါးတီလာခံယူကြကမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အလှရှင်များကဆရာတော်များထံရွှေထီတော်ငှက်မျက်နာတော်စိန်ဖူးတော်တို့အားဆက်ကပ်လူဒန်းကြပြီးထီတော်တင်မင်္ဂလာအခမ်းအနားကိုကျင်းပပါသည်ဆလဘီဆရာတော်တန်ဃာတော်များထံမှအနုမောဒနာတရားနာကြကားရေဆက်သွင်းချအမျှပေးဝေကြကြောင်းသိရပါရရှင်ဒီသတင်းကိုလို့စီတူလင်းကပေးပို့လာတာပါ ဆက်လက်တင်ဆက်ပေးမှာကတော့မဟာသကြံအတက်နေတွင်မြမရူရာယဉ်ကျေးမှုနှင့်အညီရေကစားခြင်းစရုရီသာကျွေးမွေးခြင်းများပြုလုပ်တဲ့တွင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမြို့နယ်များတွင်မဟာသကြံအတက်နေမြမရူရာယဉ်ကျေးမှုနှင့်အညီအစဉ်လာမပြတ်ရေကစားခြင်းနဲ့စရုရီသာကျွေးမွေးခြင်းကိုဧပြီ15ရက်နေ့နောက်ပိုင်းကကျင်းပကြကြောင်းသိရပါတယ်။ ဲ့ဒီလိုဆောင်ရွက်ရာမဟာတကြံပွဲတော်အကြံဉာဏ်တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များရဲ့ဦးဆောင်မှုဖြင့်ဌာနဆိုင်ရာများရပ်ကွက်အုပ်ချုပ်ရေးမှုများနှင့်ပြည်သူများကရိုးရာမပြတ်ရေးပတ်ကစားကြပြီးတကြံချစ်သူပြည်သူများအားစရုဒီသားများကျေးမွေးခြင်းနှင့်မြို့နယ်တွင်ရှိရပ်ကွက်များတွင်မြမယူရာမဟာတကြံကိုအေးချမ်းစွာရေးကစားခြင်းစရုဒီသားများကျေးမွေးခြင်းဥပဒေလာစောက်တည်ခြင်းများဖြင့်အေးချမ်းစွာဆင်နွှဲကြကြောင်းသိရပါရရှင်။